အားလုံးပဲမင်္ဂလာပါခင်ဗျာဂျာတာပရင်းညမနက်မှာရှင်ပိုင်ကစားမယ်ကာဘွန်ဖလားပွဲစဉ်တွေတဲကဒါ free ပွဲစဉ်နှစ်ပွဲလေးကိုရွေးချယ်ပြီးတော့သုံးသပ်တင်ဆက်ပေးခြင်းပါတယ်ဆိုပရမအုပ်စုအနေနဲ့ဆွမ်စီတင်းနဲ့မန်ချက်စတာစီးတီးတင်းရဲ့ပွဲစဉ်တွေကိုခမန်းပေးခြင်းပါတယ်ဆွမ်စီကတော့ဒါချန်ပီယံရှစ်ကလပ်ဖြစ်ပြီးတော့မန်ချက်စတာစီးတီးအသင်းကတော့ဒါအသင်းကြီးဖြစ်နေတယ်ဆိုတော့ကာဘွန်ဖလားရဲ့ဒါစတုထအဆင့်မှာဒါဆွမ်စီအသင်းရဲ့အင်ကွင်းမှာလာရောက်တွေ့ဆုံနေတာလည်းဖြစ်ပါတယ် ဆိုတော့ဒီပွဲစဉ်ကကျွန်တော်တို့ဒါရာဂိုင်နှုံးအားဖြင့်ကတော့ဘာမှမစဉ်းစားနိုင်ဘူး Manchester City အသင်းကအသင်းကြီးဖြစ်နေတဲ့အနေအထားတစ်ဖက် Championship Club ဖြစ်နေတဲ့အတွက်ကိုအနိုင်ရရှိဖို့ရာဂိုင်နှုံးကတော့တော်တော်လေးများပါတယ်။သို့တော်လည်းအာရှဇီကွက်ရဲ့ဖွင့်လှစ်မှုတွေအရာဂိုးပြတ်မပြတ်ဆိုတဲ့အနေအထားလေးကိုပဲကျွန်တော်တို့ဒီပွဲစဉ်မှာဆွေးနွေးသုံးသပ်ကြည့်ရမှာလည်းဖြစ်ပါတယ်။ဆိုတော့လက်ရှိ Swansea တင်းရဲ့ current form ကိုကြည့်မယ်ဆိုရင်တော့ Swansea ကနောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးတပွဲသိရကြထားတယ်။နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ Norwich City ကို2-1ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိထားတယ်။ Championship လက်ရှိအမှတ်ပေးစရာမှာဆိုလို့ရှိရင်လည်းအဆင့်73နေရာမှာရပ်တည်နေတယ်။12ပွဲကစားပြီးထားတဲ့အချိန်ဒီမှာဒါ၄ပွဲနိုင်၄ပွဲသိရ၄ပွဲရှုံးဆိုတဲ့ရလဒ်မျိုးထွက်ပေါ်ထားတာဖြစ်တဲ့အတွက်ဆွမ်စီကတော့တည်ငြိမ်တဲ့ခြေစွမ်းမျိုးကိုတော့မရရှိသေးဘူး။ တပွဲနဲ့တပွဲကအခြေဆုံးပိုင်းမတည်ငြိမ်ဘူးလို့ကျွန်တော်တုံ့ပြန်ရမှာလည်းဖြစ်တယ်။ Manchester City တင်းကတော့နောက်ဆုံးရှစ်ပိုင်းကစားခဲ့တဲ့ပွဲစဉ်မှာ Aston Villa အသင်းကို1-0ရလဒ်မျိုးနဲ့ရှုံးနိမ့်ထားခဲ့ရတယ်။ပြီးတော့ City ရဲ့ဒါ DRD အဝေးကွင်းစွမ်းဆောင်ရည်တွေကိုကြည့်မယ်ဆိုရင်တော့ထင်းသလောက်ကြီးအားရတာမျိုးအားရစရာမရှိဘူး။ဆိုတော့အနီးကပ်ဆုံး Villa ကိုရှုံးနားတယ်။ ပြီးတော့ဒါချန်ပီယံလိမှာဆိုလို့ရှိရင်လည်းအဝေးဘက်မှာမိုနာကိုနဲ့တူးတူးဆိုတဲ့တီးရလည်းထွက်ပေါ်ထားတယ်။ပြီးတော့အာဆင်နယ်နဲ့1-1ဆိုတဲ့တီးရလည်းထွက်ပေါ်ထားတယ်။ပြီးတော့ဘရိုက်တန်ကိုအဝေးဝင်ပွဲစဉ်မှာ2-1ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနေခဲ့ရတာဖြစ်အတွက်စီတီရဲ့အဝေးဝင်ဆက်ဆောင်ရင်ကတော့အရင်အားရစရာမရှိဘူး။တိုးတော်လည်းနှစ်သင်းကြားထဲမှာလက်ရှိလူစင်းအရာတော့စီတီကတော့အပြတ်သက်တာပါတယ်ပြီးတော့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်အဓိကကစားသမားတွေဖြစ်တဲ့ဒါချာကီတို့ဥမာမာမော့ချ်တို့က injury ရပြန်လဲတက်တာလာတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကို ပေါ်ထကစားသမားအဖြစ်ပါဝင်လာဖို့ရာခိုင်နှုန်းတော်တော်လေးများပါတယ်အစအစရေက City ကတာလွန်နေပါတယ်တိုးတော်လည်းလက်ရှိဈေးကွက်ရဲ့ဖွင့်လှစ်မှုအရဆိုလို့ရှိရင် Manchester City တင်းကနှလုံးသွင်းမှ plus 30ဆိုတာမျိုးလေးဖွင့်ပေးထားတယ်ကိုပေါင်းကြီးအရဆိုလို့ရှိရင်တော့၃လုံး minus 50ဆိုတာမျိုးလေးအကျော်ပေးလာပါတယ် Okay ဆိုတော့ကျွန်တော်စဉ်းစားကြည့်ရအောင်ဆွမ်စီကအိမ်ခွင်းကနေကစားရမယ်ဆိုတော့ City ကိုဂိုးရရှိဖို့ကတော့ကိုတူးယူနိုင်ဖို့ကတော့ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲလို့တော့ထင်တယ်ဆိုတော့ကျွန်တော် ။တပြိုင်တည်းကစားမဲ့ပေါ့နော်ကာဘွန်ဖလားပွဲစဉ်တွေရဲ့ဂိုးပေါင်းကြီးကိုကြည့်မယ်ဆိုလို့ရှိရင်လည်း City ရဲ့ဂိုးပေါင်းကြီးကအပြင်းဆုံးဖြစ်ပြီးတော့ဒါ Arsenal Brighton Liverpool Palace တခြားသောဒါ Castle စပါးရဲ့ပွဲစဉ်တွေထက်စားလို့ရှိရင်ပြင်းရှားနေတာကိုတွေ့ရတယ်။ဒါအကြီးကြီးအဖြစ်ဒါ City Twin Goal တွေရရှိနိုင်ပွဲရှိရတဲ့အတွက်ကိုဂိုးပေါင်းကြီးပြင်းထားတယ်လို့တော့ကျွန်တော်ဒါသုံးသပ်ယူဆလို့ရတယ်။ပြီးတော့အဝေးဝန်းစွမ်းဆောင်ရည်ဒီရာဒီမှာ City အနေနဲ့ မကောင်းထားဘူးဆိုပေမဲ့အရင်အားမရဘူးဆိုပေမဲ့လက်ရှိမှာတော့မမတင်းတင်းပဲ 2+30 ဆိုရဲမျှတတဲ့ကြောပေးမှုလေးပေးလာပါတယ်။ဆိုတော့လက်ရှိဥရောပဝင်ရိုးတွေရကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်သင်းလုံး9 twin 9G protein to score yes ကို1.8ကြောပေးထားတာဖြစ်တဲ့အတွက်နှစ်သင်းလုံး9ရရှိဖို့စီတီကတော့9ရရှိဖို့များတယ်။ဆန်စီ9ရရှိဖို့ကတော့ခက်ခဲမယ်ကျွန်တော်ရှိရပြောဒါကြောင့်ဒီပွဲစဉ်မှာဒါစီတီအနေနဲ့ အဝေးဝင်းကနေပြီးတော့9ဘွဲ့တဘွဲ့ရရှိသွားမယ်ဆိုတော့ဒီအနေထားမှာကျွန်တော် 2+30 ဆိုတဲ့အနေထားမှာ City နဲ့ပဲရင်ခုန်တင်းတဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်ကထင်ပါတယ်။ဒါနီးပြပတ်ကွာဒီယိုလာနဲ့ Manchester City အသင်းသားတွေဒီအဆင့်မျိုးမှာတော့အကောင်းဆုံးကြော်ဖြတ်နိုင်လိမ့်မယ်လို့တော့ထင်ပါတယ်။ဆိုတော့ City ကိုပဲအဲစွန့်စားပြီးတော့ရွေးချယ်တင်းတဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်ထင်ပါတယ်။ နောက်တော့ပွဲစဉ်ကတော့ဝူဝါဟန်တန်အသင်းနဲ့ချက်ဆီအသင်းရဲ့ပွဲစဉ်ဆိုတော့ဝူဝါဟန်တန်ကတော့အလုံးသိကြတဲ့အတိုင်းပဲပရီးမီးယားလိမှာရလတ်ပိုင်းတော်လေးဆိုးွားနေတယ်ပရီးမီးယားလိ9ပွဲတောင်မရရှိထားဘူးဆိုတော့နောက်ဆုံးရှိမှန်ကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတန်တက်အသင်းတွေကိုဇက်တိုက်ဆိုလို့ရှုံးခဲ့တယ်ဆနာလန်ကိုဒါတူးစီဆိုတဲ့ရလန်နဲ့ဂိုးပြက်နဲ့ရှုံးခဲ့တယ်နောက်ဆုံးရှိမှန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းမိုလီနက်စ်အင်ဂွေးမာတော်မှာဘန်လီအသင်းကိုဒါ3-2ဆိုတဲ့ရလန်မျိုးနဲ့ရှုံးနိုင်ထားခဲ့ရတယ်ဆိုတော့ဝူဘာဟန်တန်ကတော့ဒီယာဒီပရီးမီးယားလိ နိုင်မွေးမရရှိပဲနဲ့အမှတ်ပေးစရာရဲ့အဆင့်20မှာရက်တည်နေရလပိုင်တော်လေးစိုးဝါနေပါတယ်ဆိုတော့ချက်စီအသင်းချက်စီတင်းကတော့အသင်းကြီးဖြစ်ပြီးတော့နောက်ဆုံးရှင်းပိုင်ကစားခဲ့တဲ့ပရီးမီယာလိပွဲစဉ်မှာတော့မမျော်လင့်မဲနဲ့စတန်ဖို့ဘရစ်မှာဆန်နလန်အသင်းကို2-1ဆိုတဲ့ရလမျိုးနဲ့ရှုံးနေထားခဲ့ရတယ်ဆိုတော့ချက်စီအနေနဲ့ကလည်း City need to ပဲဒီပွဲစဉ်ကိုဘောင်းဘတ်လုပ်ပြီးတော့ပြန်လာနိုင်မလားဆိုတော့လက်ရှိအနေအထားကတော့ဒီ Wolverhampton ရလပိုင်းနေစိုးဝါနေတာဖြစ်တဲ့ချက်စီအသင်းကတော့လူစင်းရလဲတာတယ် အသင်းကြီးဖြစ်နေတဲ့အနေအထားမှာဆက်စပ်ရရာတာလွန်နေတာမျိုးရှိပါတယ်။တိုးတော်လည်းလက်ရှိအာရှဇီကွက်ရဲ့ဖွင့်လှစ်မှုအရကြည့်မယ်ဆိုလို့ရှိရင်တော့မနက်ခင်းက 1+ 80 1+50 လောက်ကနေပြီးလက်ရှိမှာ level 80လောက်ထိကြီးကြီးကပြော့လာတာကိုတော့ကျွန်တော်တို့တတိထားတင်တယ်လို့တော့ကျွန်တော်ထင်တယ်။ဆိုတော့ရှေ့ကပြောလို့ဘွန်လင်းနဲ့ဆိုပေမဲ့လေဝူဘာဟန်တန်လေးနဲ့ဒီယာဒီမှာအများကြီးမျောလင်းလို့မရတဲ့အနေအထားပွဲတစ်ပွဲကိုနိုင်မှုအတွက်လုံလောက်တဲ့ဒါကစားအားအရသောလကောင်းကစားသမားတွေရဲ့စစ်တဲ့ပိုင်းဆိုင်ရာ အရတော်လက်ကောင်းပေါ့နော်ယုံကြည်မှုပျောက်ဆုံးနေဒါကြောင့်လဲနောက်ဆုံးစားခဲ့တဲ့ပွဲစဉ်မှာတော့ဒါဘန်လီကိုအနိုင်မယူနိုင်ဘူးဆန်နာလန်ကိုလည်းဇတိုက်ဆိုလို့ရှုံးခဲ့တယ်ပေါ့နော်နှစ်ပွဲဆက်ရှုံးခဲ့တဲ့အနေအထားမျိုးလေးဆိုတော့ဒီအနေအထားမှာချက်စီအသင်းအနေနဲ့ကာဘောင်ကတ်ကိုပေါ့နော်ဒါကာဘောင်ကတ်မှာတွဲဆုံနေတဲ့အနေအထားမှာဝူကိုဒီထက်ပြင်းရှားတဲ့အကျိုးပေးမှုမျိုးတော့ပေးတင်တယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့မနက်ခင်းက 1+50 မျိုးမပေးဘူးဆိုလို့ရှိရင်တော့မှလည်းပဲအရှုံးဆိုတဲ့ဟာမျိုးလည်းပဲတရာအရှုံးဆိုတဲ့ဟာမျိုးလေးပေးတင်တယ် နောက်တစ်ခုကဂိုးပေါင်းကြီးကတော့3လုံး plus 50ဆိုတာမျိုးလေးဖွင့်ပေးလာတယ်ပြီးတော့ဥရောပ Bolton to score yes မှာ1.5လောက်ပေးလာတာဖြစ်တဲ့အတွက် Molinas မှာ Wolf အတင်းလဲဂိုးရနိုင်ပွဲရှိတယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့် Chelsea တင်းရဲ့ body ကညနေခင်းကြေးတွေအရာပြော့ကျလာတာကြောင့်ပေါ့နော်အရင်အားမရပါဘူးဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်က Wolf အတင်းကိုတော့အနည်းငယ်ကြိုက်တယ်ပြီးတော့ဒီပွဲစဉ်မှာပိုပြီးအားကောင်းမယ်ထင်တာကတော့ဒါ1-1ဆိုတဲ့ရလဒ်မျိုးလောက်ကစကြည့်ရမယ်ထင်တာဖြစ်တဲ့အတွက်ဂိုးပေါင်းပေါ့နဲ့ဒါရင်ခုန်တင်းတဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်ထင်ပါတယ်ဒါကတော့ ကျွန်တော်ဒီနေ့မနက်မှာရှင်မန်ကစားမယ်ဒါပွဲစဉ်တွေတွေရပါတော့ carbon cup ပွဲစဉ်တွေတွေက free ပွဲစဉ်တွေနှစ်ပွဲကိုရွေးထုတ်ပြီးတော့ကြိုးစားသုံးသပ်တင်ဆက်ပေးသွားတာလည်းဖြစ်ပါတယ်။ကြာရှိနေတဲ့ပွဲစဉ်တွေ series ပွဲစဉ်တွေလည်းရှိပါတယ်။အာ German Poker Flag ပွဲစဉ်တွေလည်းရှိပါတယ်။ဒီပွဲစဉ်တွေကိုတော့ member group လေးမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကြာရှိနေတဲ့ညီကိုတွေအတွက်လည်း Fiverr number လေးချပေးထားပါတယ်။ကြည့်ရှုပေးကြညီကိုတွေတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။